အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ဖတ်ပြပေးမှာကတော့ဆရာကြီးတက်ကတိုဖုန်းနိုင်ရေးသားတဲ့ဗတောက်ပွင့်စဲလာတာစဲဝဲဆိုတဲ့ဝတ္ထုရဲ့အပိုင်း၅ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာဗတောက်ပွင့်စဲလာတာစဲဝဲအပိုင်၅ကျွန်တော်ကိုကျွန်တော်တည်တည်သို့မဟုတ်ကျွန်တော်ကိုကျွန်တော်မတည်ကြောင်း ကျွန်တော်တည်တည် ဥပုံညာညီးခဲ့သည့်စာကို ကျွန်တော်အမတ်ရမိတည့်ရက်နဲ့လေဝိဘက်ဇမာထင်ရဲ့တည်တည်ကတခြားမာတည်ကတက္ကနာအော်ဒီလိုဆိုပြန်တော့တည်တည်ထင်ဒီမှာအတိစမဟုတ်ဟန်တကားအတိစမှန်လျင်တိပယ်ဆိုင်ပွားလေးပါးကုံရင်စုံရမည်ပွားရန်ဝေးဆိုင်ရန်မနီပယ်ခြင်းကပင်မစွမ်းသောအတိဟုသည် အတိစေမဟုတ်နိုင်ပါတကားအပြင်ဘက်တွင်မိုးကတိတ်ဆာပြုန်နေ၏မိုးတိတ်မီကို ဆောင်းရင်ကကျွန်တော်သည်စိနတ်ထပကာတနီချမ်းကိုဖတ်နေခြင်းဖြစ်သည်အတိတရားနှင့်ပတ်သက်၍တွေးနေမိသည်ကိုရက်လိုက်ပြီးချမ်းကို ကျွန်တော်ပြန်ဖတ်သည်အစညပါလညောင်ပင်ရင်၌၂ရက်၃ရက်စံတော်မူပြီးလျှင်အစညပါလညောင်ပင်ရင် နှစ်ရက်သုံးရက်စံတော်မူပြီးလျင်အစဉ်တိုင်းဘာယနတိပြည်တို့ ရှေရှုကြွတော်မူလက်တော်မဟာဗောဓိနှင့်ဂယာတိတ၏အကြောင်း၌ဥပကအမည်ရှိသောတကတွန်းကိုတွေ့၍ထိုတကတွန်းကငါရှင်တင်ဤအိန္ဒြေတို့သည် နှစ်လိုကြီးညိုပွဲရှိပေ၏တန်ရှင်းစင်ကြယ်တပ်ပေပြည့်ဖြိုးလျက်ပြိုပြိုပြတ်မှထွန်းတက်သောအယောင်လည်းရှိ၏ အဘယ်သူကိုရည်မှန်းလျက်ယဟန်ပြုပိသည်နီးတင့်ဆရာကအဘယ်နီးသင်ကအဘယ်မြေရှိသည်နီးဟုမေ၏မြတ်စွာဘုရားလည်းจิตာဥပကငါကကိလေသာရန်သင်းကိုနှိမ်နှင်း ဖြည့်ဆည်း၍တည်သည်ဖြင့်အလုံးစုံဘုံသုံးပါး၌ဖြစ်သောတရားပေါင်းကိုတည်တော်မူ၍တေဘူးမကဓမ္မခတ်သိမ်းတို့၌လိန်ကြံကန့်ညှိခြင်းမှကင်းတော်မူ၏ အလုံးစုံသော အကုသိုလ်တရားကိုပယ်ရှားစွန့်ခွာ၍တဏှာဤကုံရာနိဗ္ဗူတာအောင်ပုံကိုအာယုံပြုပြီးသဖြင့်ကိလေသာအပေါင်းတို့မှလွတ်၏စေတဥပကစတုဘုံမကဓမ္မအလုံးစုံကို အလိုလိုသာငါသိတော်မူရကလောကသုံးပါး၌ထင်ရှားပြเสียငါဆရာသည် အပေမှာရှိတော်အန်ဤငါအမိကငါပါသောမန်ကိုပယ်လှန်အောင်ပြ၍ အနန္တဇိနာမိတ္တိဟုပြတော်မူခြင်းကတပြပါပိဘူးသဝိတုဟာမတေမီတပေတုအနုပလိတောသဗ္ဗံဇတော တနက်ကေဝိမုတ်တောတယံအပိညာယကမုဒိတ်တယံအစရှိသောဂါထာကိုမိန်တော်မူလျင် အရှင်ဂေါတမဟောက်ရပေတို့ရတွင် သင်္ကာယခုဘေတို့ကြွအံ့နီး ဟုမေးပြန်၏ချစ်သားဥပကသမှုဒရာဂင်းကသဲလုံးမြပွင့်ကုန်ကြသောဗုဒ္ဓတို့ဓမ္မတာဓမ္မစကြာဟုသောတရားစီကြီးကိုတည်တော်မူခြင်းကဘာယန္တိပြည်အနီးမိဂရာုံတော်ကြီးတို့ငါကြွတော်မူအံဟုမိန်တော်မူလေသောခုပေယအာဟုသောဟူသောစကားကိုဆိုလျက်ခေါင်းငိတ်ပြီးလျင်ခရီးလွယ်၍ဝင်ကမြည်သော နပုတ်တို့သွားလေ၏ကျွန်တော်သည်သပြင်းရှိုက်ပြီး ကျန်းစာအုပ်ကိုသပွဲပေါ်ချလိုက်၏တည်ရန်အရေးသည်ခက်စွာတကားမြဝါထင်ထင်မြင်လျက်ပင်တည်ခြင်းမှတည်ပေမည်အတူမရှိသော အစင်းအသွင်နှင့်ဖျားရှင်ကို ဥပကမြင်တွေ့ခဲ့ရသည်ဖျားရှင်ကို၌ကဖျားဖြစ်ကြောင်းဝန်ခံပြောဆိုခဲ့ယုံမက မဟာကရုဏာရှိထားလျက် ဓမ္မစကြာတရားစီကြီးတည်တော်မူတော်မည်အကြောင်းကိုလည်းသိစေတော်မူသည်ဒီကြားတဲ့ကဥပကမတိဟုပေယအာဟုသောဟုသာဆိုသည်ဟုတ်ပေယဤဖြစ်ပေယဤငါရှင်ဟုအတိတ်ပေရသည်ဟုတ်ပေယဤဖြစ်ပေယဤနှင့်ပင်စာပါနှင့်တွေ့ရတော်သည်အယက်ပြောတော်စာဝါပါဠိမှာတော့စာပါဟုလာသည်စာပါဟုသောအမည်သည်ဆက်ဟုသောစကားမှ ဆင်းသက်လေသလားဆက်ဟူသောပါဠိစကားကချစ်ခင်နှစ်သက်ချင်းဟုအတိတ်ပဲရသည်ဒီလိုဆိုရင်တော့ဥပက္ခဤတထာမဆာပါကိုခင်ခင်ချစ်ဟုစီလျောအောင်ဘာသာပြန်ရမည်ထင်သည်တနည်းစဉ်းစားပြန်တော့စာပဟူသောပါဠိစကားကလေးဟူ၍အတိတ်ပဲရပြန်သည်။အော်သူ့အဖေကလည်းမုတ်ဆိုးကြီးမုတ်ဆိုးကြီးတမိမို့နေရာဆက်ရာ လေးကိုအစွဲပြု၍ခင်ခင်လေးဟုမှဲ့ထားလေသလားခင်ခင်ချစ်ဖြစ်စေခင်ခင်လေးဖြစ်စေဥပကဤဘဝတကွေအတွက်တော့အ내အိဗေကအတူတူပင်ထွက်ခဲ့သည်ခင်ခင်ချစ်မှုချစ်လိုက်ရသည်ခင်ခင်လေးပြစ်လွတ်လိုက်သည့်သမုဒိယမြားကဥပကအသည်မှာနင့်အောင်စိုက်လာပြီးတော်သည်ဥပကအကြောင်းကြံကြံဖန်ဖန်တွေးနေမိရာမှကြံကြံဖန်ဖန်တခြင်းစာသားတစ်ခုကို ျွန်တော်သွားတရိယာမိသည်မိုင်းမိုင်းမြဝေဝေတဲ့ညုံညုံပျော်ပဲပျော်လဲပျော်လို့တက်ကဲဖူဖူငိုခင်းပြောင်းဘုံပြန်နေနန်းပပျိုကြီးမှစားတပိုက်ပါဝေဝေအော်ဝေဝေတဲ့ညုံညုံဝေယာမှညိုရသည်အဆုံးသက်ကြတော့တက်ကဲဖူဖူငိုခင်းပြောင်းရသည်ပျော်ကန်းတွေရက်တော့ငိုခင်းစီပြောင်းရသည် တ်စွာဘုရားလွဲပါစေဖယ်ပါစေတက်ကယ်ဖို့ဖို့ငိုကင်းစီတော့မပြောင်းပြရစေနဲ့မပြောင်းပြရစေနဲ့အောက်ထပ်မှစကားပြောတဲ့များကိုကြားရသည်တတန်ကအတော့အတန်ဖြစ်သည်တတန်ကမမဝေအတန်ကျွန်တော်ကအပြင်ဘက်ကိုလှန်ချည်သည်မိုးကောင်းစွာတိတ်သွားပြီတစ်လွင်သော နေရောင်ဝါဝါကိုပင် တွေ့နေရ၏ နေရာမှကျွန်တော်အထတွင်အတော်ဤခေါ်တန်ပေါ်လာ၏။မောင်လေးလိုက်။ဟေးမောင်လေးလိုက်။ဟုတ်ကဲ့တော်ကျွန်တော်လာပါပြီ။အိမ်ရှိခြံတွင်း၌အတော်နှင့်မမဝေတို့ရက်နေကြသည်။ညနေမှာထုံးစံအတိုင်းမမဝေကဖိလိန်ပြင်စင်ကြော့ကြော့လွင်ပြီးနေပြီ။ထုံးစံအတိုင်းအပြုံးချိုချိုဖြင့်ကျွန်တော်ကိုလှမ်းကြည့်။အတော်ကသာဆို၏။ ဟောဒီမှာမင်းအမလမ်းလျှောက်မလို့တဲ့မင်းကိုအစတည်းကပြောထားတယ်ဆိုဟုတ်ကဲ့တော်တော်ဒါနဲ့မြအေးအေးစီစီဘာလုပ်နေရသလဲမိုးရွာနေလို့ကျွန်တော်ဆောင်းရင်စာဖတ်နေတာပါတော်တော်မိုးတိတ်တာကြာပြီပဲဥစ္စာအတော်ကအပြစ်တင်တဲ့မကင်းသောလေနှင်းဆိုရာမမဝေက ဝင်ပြော်ဤကိစ္စမရှိပါဘူးတော်တော်မေဝေဝေတောင်မိုးတိတ်ပါမလားလို့စောင့်ကြည့်နေသေးတာ အချိန်စောပါသေးတယ်။ကဲမောင်လေးလှိုင်းသွားကြရအောင်။သွားမယ်နော်တတော်မေ။အေးအေးမောင်လေးလှိုင်းမင်းအမနဲ့ကောင်းကောင်းလိုက်သွားနော်။ကတရားလမ်းမကြီးမှနေ၍ဒီပိုးကြောက်ခင်ညီနီလမ်းလေးသည်ကျွန်တော်တို့ခြံစီတွေ့ပြေးလာနေသည်။မမဝေနှင့်ကျွန်တော်တို့ကညီနီလမ်းလေးတိုင်းလျှောက်လာပြီးကတရားလမ်းမကြီးကိုကူလိုက်ကြသည်။ပြီးတော့မှ လမ်းမကြီးဘေးတရှောင်းမှနေ၍အနောက်ဖက်စီဆက်လျှောက်ကြသည်တကူးပင်မကုံသေးသောကြောင့်မိုးမဝင်သေးပါစောစောကမိုးမှာဧည့်သည်မိုးသာဖြစ်သည်ဧည့်သည်မိုးကြောင့်ညနာတက်လိုက်ရသော ကောင်းကင်ကြီးသည်တန့်စင်ပြာလွင်နေ၏ပဝန်းကျင်တစ်ခုလုံးမှာလည်းစိမ့်လန်းတက်လွင်နေသည်မယ်ဝင်းဝါရွှေသော နေအောင်လဲလဲလဲကြာလာနေ၏မမဝေကဖက်ဖူးရောင်အင်ကြီးလက်ပြက်လေးကိုဝှက်ထားသည် ။ထမိန်ကလည်းအင်ကြီးရောင်ထက် အနေငယ်သာရင့်သည်ဖက်ဖူးရောင်ပင်ဖြစ်သည်။ရောင်တော့မဟုတ်။ပွင့်ဖက်ဖြူဝဲအဝါဝတ်ဆန်လေးများပါသည့်ပန်းခက်လေးများရိုက်နှိပ်ထားသည်။သွေရှင်သောလေတိုင်းမှာသွေပြောင်းသောဆွဲကြိုးလေးတစ်ကုံးကိုဆွဲထားသည်။ဆွဲကြိုးအဆုံးမှ အကွက်ဖော်ထားသောညကြောက်ကမူလက်လက်မောင်းနေ၏။တက္ကသိုလ်ကျောင်းတော်သူကြီးမို့လှအောင်ရင်အောင်ဆင်တတ်လေသလော။ ပြီးတော့မို့စင်သမျာရင်လေတလုံးကျွန်တော်မပြောတတ်ပါလမ်းတလျှောက်စပိန်စီလာကြတော့လူငယ်လူရွယ်တို့ကလွန်သွားသည့်တန်အောင်တမင်လေပြန်နှင့်ကျွန်တော်တို့ကိုလှည့်ကြည့်ကြသည်ကျွန်တော်တို့ဆိုသည်မှာမမှန်နိုင်ပါမမဝေကို ကြည့်ကြခြင်းသာဖြစ်ပါလိမ့်မည်မြေတင်းတန်းတို့ကလည်းပြန်ပြူနေသည်မြေတင်းတန်းနှင့်ရောလျက်ပထောက်ပန်းတန်းတို့လည်းကြိုင်းနေ၏ မောင်လေးလိုက်ရေဗထောင်းနဲ့တွေရသလားဟုတ်ကဲ့အော်ဟိုမလေးခောက်ကလက်တဝိုက်လမ်းဘေးတွင်ဗထောင်းပင်များရှိသည်မိကျိုးနှင့် ကားမြင်းမြင်းတို့လွတ်ရန် အကိုင်းများကို ခုတ်ထားသည်ဖြင့်အပင်များက မလာတော့ပါတို့ရတွင် အပွင့်တွေကပွင့်နေဗထောင်းပင်တပင်အောက်တွင်ကယ်ဒီခေါ်ခေါင်းအိတ်ထန်းသမားလေးတွေစုဝေးနေကြသည် မမြင်လှသောအပင်ပေါ်မှာကတယောက် ကယ်ဒီလေးများနဲ့ကျွန်တော်ကခင်သည် အချို့မှာကျွန်တော်တို့ကြောင်းမှဆင်းရဲသောမိဘဤတာကြောင်းသားလေးများဖြစ်ကြသည်ဘရောက်ပင်အောင် ရောက်ကြသောအခါအပင်ပေါ်မှသူငယ်ကို ကျွန်တော်ကလမ်းပြော်သည်တမ်းမောင်မဟုတ်လားတမ်းမောင်ရေတို့လေတခက်ပေးပါလားဟဲ့တခက်ထဲလားကိုရ သုံးလေးကပ်ပဲတောင်းရော်ပေါ့အေးကွာမင်းတရာတလောက်ပေးပေါ့တရာပါတယ်ဗျာတရာပါတယ် အကိုတော်ကြီးလိုကျွန်တော်တို့ကကက်စင်မနေပါဘူး။ညော့ညော့အကိုလည်းတရာသူကိုတရာတလောက်တဆင်ပေးအဲဟဲဟဲ။တမ်းမောင်ဆိုသည့်ကောင်ကနာမည်တစ်လုံးနဲ့နေသောသက်ကြီးဘူးကောင်ဖြစ်သည်။တွက်သည်လဲသည် ကြည်ကျဲသည်။ကောက်ကွင်းမှာလည်းနာမည်တစ်လုံးနဲ့ကျောင်းမှာလည်းနာမည်တစ်လုံးနဲ့တမ်းမောင်၏စကားကြောင့်ဗရောက်ခက်တွေကို ကျွန်တော်မမဝေကိုချက်ချင်းမပေးဝန်း လမ်းမကြီးမှခွာပြီးခေါက်ကလက်ခြံဝန်းအနောက်ဘက်မှကက်လျက်ခေါက်ကွင်းကိုဖြတ်၍ကန်ဆောင်စီတို့မမဝေနှင့်ကျွန်တော်လျှောက်လာခဲ့ကြသည်ကျော့မမဝေမမဝေကပြုံးလျက်ကျွန်တော်မျက်နာကိုစိတ်စိတ်ကြည့်ပြီးမှဗရောက်ခက်များကိုလှမ်းယူ၏ကျွန်တော်တို့သည်လှိုင်းလေးတွေပုံနေသောကန်ဆက်တဲမြေဖြူဖြူအတိုင်းဆက်လျှောက်ကြသည်ဟောဟိုတီသွားချရအောင်နော်မောင်လေးလှိုင်းမမဝေက ရေလဲစီတိုးထွက်နေသောကျွန်းဆွေစီညွန်ပြ၍ဆိုသည်သွားတော့ဗောမမဝေးကျွန်တော်တို့ယခုရှောင်းနေကြသည်မှာရေကန်ကြီးတောင်ဘက်ကန်းချီဖြစ်သည်ဒီကန်းချီမြေကကောက်ကွင်းအမတ်ကိုဖယားဝေးခေါ်ရိုက်လန်းမြေလဲဖြစ်သည်ခောက်ရိုက်လန်းမြေဖြစ်သောကြောင့်အန်ဒရီမကင်ချေခက်လန်းလန်းအနောက်ဘက်စီ၌အုတ်ကောင်းသောတရက်နှင့်ညောင်မင်းကြီးများရှိသည် ထိုနေရာမှဆကားကံဤခါလေကိုဖျက်လျက်ကျွန်းဆွဲတစ်ခုသည် အရှိမြောက်စီသို့ပြွေသွေးလျားလျားထိုးထွက်နေသည်ကျွန်းဆွဲထိတ်တွင်ရေပြင်ကိုဖျက်လျက်ဟိုဘက်ကံစီကူသောတံတားတစ်ခုလည်းရှိသည်ကျွန်းဆွဲပေါ်၌ကစိုက်ပျိုးထားသောအုံမဟောဂနီ စိမ်ပန်းဆသောပင်ပြိုလေးများရှိ မမဝေနှင့်ကျွန်တော်တို့ကကျွန်းဆွဲလေး၏မြောက်ဖက်ကမ်း၌ထိုင်ကြသည် မျက်နှာမိုးရာတွင်ရေပြင်ကကျဲလာသည်ရေပက်လည်းဝိုင်းရမို့တတုံတုံညှင်းလာသော လေကလည်းချိုသာအေးမြသည်မပြည့်သေးသောငွေလာမင်းသည်အရှိဘက်ကောင်းငင်စီမှာအတန်မြင့်နေပေပြီ ရေပြင်စီ၌လာမင်းကြီးအရိတ်ကထင်းနေ၏ကျွန်တော်ကမမဝေမျက်နှာငွေလာမင်းကိုလှမ်းကြည့်သည်မမဝေကပတောက်ခက်လေးများကို လက်တွင်ကိုင်ရင် အဝေးစီငေးချိန်နေသည်တစုံတရာကို တွေးနေပါသလားမမဝေอืมအဲ့ဒီပထောက်ပန်းလေးတွေကို မပန်တော့ဘူးလားမမဝေကပြုံးပြီးကျွန်တော်ကိုလှည့်ကြည့်သည်ပထောက်ဦးမမဟုတ်တော့ပဲပထောက်ဦးမဟုတ်ရင်မမဝေက မပန်ဘူးပေါ့ဟုတ်လားကိုယ်မင်းတကြံပန်ပန်မေးတယ်လက်ထဲမှာကင်ထားရင်လည်းလှသားပဲဟွန်း မင်းမေးတာနဲ့မမဝေအတွေးထောင်ပြတ်သွားတယ်။မမဝေကဘာတွေးနေလို့လဲ။အော်ဦးကျော်စာများမှားသလားလို့။ခမ ्या ။တနှစ်တွင်ဒီတလပေးပါတလရင်တရက်သေးဆိုတာလေ။တနှစ်တွင်တလဆိုတာတော့ဟုတ်ပါရဲ့။တလရင်တရက်သေးဆိုတာကဟုတ်ရဲ့လား။ဟိုတလုံးကလည်းတစ်ခါပွင့်ပြီးပြီ။အခုလည်းပွင့်မြန်ပြီ။ဘယ်နဲ့လဲ။ဟုတ်တော့ဟုတ်ပါရဲ့။ ါပေမဲ့ဥချုံမမပါဘူး။ဘာပြုတ်လို့ကျွန်တော်လဲအထက်ထက်စဉ်းစားဖို့တယ်။ဘရောက်တွေပွင့်တိုင်းလဲသတိထားကြည့်ဖို့တယ်။အော်ဘရောက်ကပွင့်ရင်မကူးတာမကူးမချိုးတာမချိုးရင်တရက်မကလဲနေသေးတယ်မမဝေး။ဒါတော့ဥချုံမမဘူးလို့မင်းပြောတယ်။တပင်အတွက်ဒါမှမဟုတ်ညေတူရေတူ အချိန်နေတူမှာပေါက်ရတဲ့အပင်စုတစ်ခုအတွက်ကြည့်ရတယ်မမဝေး။သူတို့ တစ်လမှာတရက်ထဲပွင့်ကြတယ်။တနည်းဆိုရရင်တပင်ဟာတစ်နှစ်မှာတစ်လတစ်လမှာတရက်ပဲပွင့်တယ်။ငိမ့်ပြီးနားထောင်နေရမှာမမဝေပြုံးလိုက်ဒီကိုကျွန်တော်သတိပြုမိ။မမဝေဘာပြုံးတာလဲ။သဘောကျလို့ပါ။တပင်ဟာတစ်နှစ်မှာတစ်လတစ်လမှာတရက်ဆိုတာ။အင်းအင်းဆက်ပြောပါဦး။တစ်လမှာတရက်ဆိုတဲ့အဲ့ဒီတရက်ပြီးရင် အပင်ပေါ်မှာတပွင့်မှမရှိတော့တာမဟုတ်ဘူးကျွန်တော်မြင်တာပြောပြမယ်တချို့တစ်ပင်ကအခါရာသီရောက်ရင်စတော့ပွင့်တယ်တပြိုင်နဲ့တခါတည်းအပေးပိုင်တော့မပွင့်ဘူးပွင့်တဲ့အပွင့်ကပွင့်ပြီးငုံတာကငုံနေတယ်တချို့ကအပွင့်ပွင့်ပြီးလို့အတီးတောင်ဖြစ်နေမှတချို့ကထထွက်တယ်ဘတော့ကတော့အဲ့ဒီလိုမဟုတ်ဘူးပွင့်ပြီးဟေးဆိုအကုန်လုံးပွင့်ပြစ်လိုက်တာပဲတစ်ခက်ချင်းနှစ်ခက်ချင်းမှာနိုင်ပိုင်းချားကျင်ချားမယ် ဒါပေမဲ့ရေဘူးရတော့အချိန်စိတ်ရင်အားလုံးပွင့်ပြီးသားပဲမမဝေးသူက ချွင်းချွင်းချန်ချန်မလုတ်တက်ရှာပါဘူးမမဝေးသည်ပြုံးရိပ်ဝေဝေဖြင့်လက်တွဲမှဗရောက်ခက်လေးများကို အတန်ကြာစိုက်ကြည့်နေကျွန်တော်မျက်လုံးများကလည်းဗရောက်ခက်လေးများကိုချိန်သည်ဗရောက်ပွင့်အောင်ဝါဝင်း၍အစစ်အမြစ်မထင်ပဲလုံးဝရှည်သွဲသော လက်ချောင်းလေးများကိုပါမြင်ရသည် မမဝေး၏ ဘဲဘက်လက်တကြွေတွင်ဆွဲကြိုမှကြောက်နှင့်အသွင်တူအသွေးတူသောညလက်စော့တကွင်းကိုဝှက်ထား၏။ဟောဒီတခါတော့မမဝီငိုင်းနေပြီ။ငိုင်းနေတာမဟုတ်ဘူး။မင်းလိုပဲတွေးနေတာပေါ့။ဘာတွေးနေတာလဲ။ကို့လှဲ့ကြမှာမဝဲရဘူးနော်။ခါပါပဲ။ဒီလိုဆိုရင်လည်းမပြောပါနဲ့မမဝီရဲ့။ကျွန်တော်နားမထောင်တော့ပါဘူး။ကြည့်ကိုပိုလေးပိုလိုက်ပြီ။ ဘသူကမပြောဘူးလို့ညင်းလို့လေ။ဟုတ်မမဝေကပဲဒုက္ခဆို။ဒုက္ခဆိုတာခက်တော်တာပဲ။မမဝေဘလို့ပြောရမလဲ။အင်းမင်းကစိတ်ကူးရင်တတဲလူဆိုတော့ကြောက်ရသေးတယ်။ခမ ्या ကျွန်တော်ကိုကြောက်တယ်။တောက်တီးတောက်တဲ့အထိပ္ပယ်ကောက်မှဆိုးလို့ပါ။မမဝေပြောမှကအတွေးခေါ်လေးတစ်ခုပါ။တော်တော်ကြာကိုတွေ့လာပါလားမင်းမနေနဲ့ တွေးမိတာကိုပြောပြမှာနော်ဒါပဲအမလေးဏိဒန်းတွေခံလာကြည်လားမမဝေရဲ့ပြောမှာပြောပါကျွန်တော်ဘာမှပို့ပြီးကောက်ချက်မချပါဘူးပြုံးနေတော့မမဝေမျက်နှာလေးသည်တည်ငြိမ်သွားသည်လေးလေးဖြင့်တည်တည်ငြိမ်ငြိမ်ဆက်ပြော၏ဝိစာရမ်းမှာမမဝေမြန်မာစာပေရင်အင်္ဂလိပ်စာပေရင်ဖီလိုဆိုဖီရယ်ယူရတယ်အဲ့တော့မမဝေတွေးလေးတွေးတတ်တယ်စိတ်ကူးလေးရင်တတ်တယ် အလှတရားတွေအမှန်တရားတွေနဲ့ပတ်သက်ပြီးမမဝေစဉ်းစားကြည့်မိဘူးတယ်။ဥပမာ အချစ်ဆိုတဲ့အလှတရားတစ်ခုပေါ့ကွယ်။ငိမ့်နာထောင်နေရာမှာကျွန်တော်ကမမဝေကို ကွက်ခနဲကြည့်မိ။မမဝေကတော့ရေပြင်စီစူးဆိုင်ကြည့်ပြီးအင်ဒရီပြည့်စွာဖြင့်ဆက်ပြောနေ။အချစ်ဆိုတာအလှတရားလား။ဒါမှမဟုတ်အလှတရားကိုပိုင်ဆိုင်လိုခြင်းလားဆိုတာကို ခေါ်မခိကလေးကပလာတိုးတို့ဆွေးနွေးခဲ့ကြတယ်။အင်္ဂလိပ်ကဗျာတွေမှလည်းအချစ်ကိုအမျိုးမျိုးတင်စားကြတယ်။မမဝေနှစ်ချိုက်တဲ့ကဗျာလေးတစ်ခုကိုပြောပြမယ်။ကဗျာဆရာဆိုရင်ညမှာမျက်လုံးလေးတွေအများကြီးရှိတယ်တဲ့။ခြေလေးတွေကိုသူပြောတာပေါ့ကွယ်။အေးညမှာမျက်လုံးလေးတွေအများကြီးရှိပေမဲ့ညများမှာတော့ မျက်လုံးရည်လိုတလုံးပဲရှိရှာတဲ့အဲဒီတလုံးတည်းသောမျက်လုံးဖြစ်တဲ့ရှင်နေမင်းကြီးကြွယ်သွားရင်ညဆိုတာပျောက်လို့အမှောင်သာလွှဲရတော့တယ်တဲ့အဲ့လိုပဲစိတ်တန်တန်မှာအတွေးဆိုတာတွေအများကြီးရှိတဲ့အဲနှလုံးသားမှာတော့အချစ်ဆိုတာတစ်ခုပဲရှိတဲ့အချစ်ဆိုတဲ့အလင်းရောင်ကြွယ်သွားရင် ဘဝဆိုတာစိတ်သုံးပြီးမောင်လုံးလုံးကြသွားတော့တာပဲတဲ့သူ့တင်စားပုံလေးကိုမောင်လေးလည်းသဘောပေါက်တယ်နော်သဘောပေါက်ပါတယ်မမဝေးကျွန်တော်အင်းအဲကြိုက်လဲကြိုက်တယ်အဲ့ဒီကြပြလေးနဲ့နှွယ်ပြီးမမဝေးလည်းတင်စားပွဲအရာတစ်ခုကိုသွားတွေးမိတယ်မောင်လေးလိုင်းမမဝေးကတော့အချစ်ဆိုတာဟာဟောဒီပထောက်ပန်းလေးနဲ့တူမလားလို့တူမလားလို့ပြောတာနော် တူတယ်လို့မမဝေမပြောဘူး။ဘာဖြစ်လို့လဲဆိုတော့အချစ်ဆိုတာကို မခံစားဘူးသေးလို့ပဲ။ကျွန်တော်ကနားနဲ့ကြားလိုက်ရသည်ကိုမယုံမင်းမမဝေကိုသာအလန့်တကြားချိန်မိသည်။မမဝေကိုမင်းဘာဖြစ်လို့ဒီလိုချိန်ရတာလဲ။ပြောတာရောမယုံဘူးလား။ဟိုးမဟုတ်ပါဘူး။ဆက်ပြောပါမမဝေ။ဆက်ပြောပါ။ကျွန်တော်ကောင်းကောင်းနားထောင်ပါမယ်။ဆက်ပြောရရင်ခုနကမင်းရှင်းပြတယ် ဦးကျော်ရဲ့စာပိုက်ကလေးကစရမယ်။အဲ့ဒီစာပုဒ်လေးနဲ့ပတ်သက်တဲ့တန်တရားလည်းကင်းသွားပြီမို့မင်းကိုမမဝေကြီးစုတင်နေ။မမဝေဘာဆိုလိုဒီကိုကျွန်တော်မသိ။တို့ရတွင်ဘာမျှဝင်မပြောပဲကျွန်တော်ငိမ့်နာထောင်နေ။ဘယ်တော့ပန်းဟာတနစ်မှာတလှတဲ့ရွေးပွင့်နေ။ပွင့်တော့လည်းမင်းပြောသလိုပဲဘာမှမချင်းမချမ်းပဲတရက်ထဲမှာအစွမ်းကုန်ပွင့်လိုက်တယ်။အဲ့ဒီနောက်မှာတော့ဘယ်တော့ပင်ခင်ဗျာ ထပွင့်ပေးစရာဘာမှမကြံရှာလေတော့ဘူး။မမဝေသည်စကားကိုခိတရက်လိုက်ပြီးအတာယာရိတ်ဆက်ပြောအောင်လေမမဝေ။ပြောပါမယ်။ဒါပေမဲ့အစကလေးကမမဝေစကားခံထားတယ်နော်။အင်းမ။ဒါဖြင့်ပြောတော့မယ်။အချစ်ဆိုတာဘာလဲ။ဒီသဘောများရှိနေမလားလို့။လူတယောက်ရဲ့ရင်မှာ အချစ်စစ်ဆိုတဲ့ပတ်မတော်ဟာ တသက်မှာတစ်ခါပဲပွင့်နိုင်လိမ့်မယ်။အဲ့ဒီတစ်ခါသာပွင့်နိုင်နေအချစ်ပြောက်ဟာလေတယောက်သေးသောသူအတွက်အဲ့ဒီနောက်တော့ရင်းနှလုံးဆိုတဲ့ပြောက်ပင်ကြီးမှာထပ်ပွင့်ပြီးစရာဘာတစ်ခုမှမကျန်တော့ဘူး။ကြပြဆက်တဲ့ရင်မမဝေဆက်လိုက်ချင်တယ်။မမဝေက စကားကို အဆုံးသတ်သည်။ကျွန်တော်ကနိုင်လျက်စဉ်းစားနေမိကိုစီအိုင်တွင်းနေပြန်ပြီမဟုတ်လား။ မဟုတ်တာတွေချက်မတွေးနဲ့နော် မဟုတ်တာတွေးနေတာမဟုတ်ပါဘူးမမဝေးကျွန်တော်ကကြပြားစားသားလေးတစ်ခုရလို့ကြပြားစားသားလေးမမဝေးကိုရွတ်ပြလေးစားသားအကျန်းလေးပေါ်မမဝေးစိတ်တိုင်းကြတော့မကောင်းလာသေးဘူးနားထောင်ကြည့်လေကျွန်တော်ကကာယံနပေလေးများကိုစိတ်တွင်း၌ပြန်စည်းစဲလိုက်ပြီးကြပြားလေးကို တပိုင်းတစရွတ်ပြသည်ကိုဘွား ပွင့်လာရချေဦးလွားဗတော့ကိုပမာခိုင်နှိုင်းချင်ရဲ့မောင်းတက်လျာတသက်တွင်ဒီတစ်ချက်တစ်ချက်ဒီတယောက်ထဲမဖောက်လွှဲပါတဲ့ခိုင်တစ္စာမြစ်တာနှစ်တကြံပန်းခေါင်းလေးကို မဆောင်တဆောင်ဖြင့်ညလွားကိုအောက်ချကာနားဆွင့်ထောင်းနေရမှမမဝေသည်ကျွန်တော်ကိုမော်ကြည့်သည်မမဝေပါဇက်လေးကဝုံဝိုင်းဝိုင်းလှလပပလေးဟာနေသည မျက်လုံးလေးများကလည်းအလေလေရှိသည်မျက်နာရောမျက်လုံးမှာပါ ပြုံးရိပ်သည်ဟန်အောရိပ်နှင့်တွဲကပေါ်လွင်နေ၏မောင်လေးလိုက်တိတ်တော်ပါလားယင်ခဏလေးနဲ့ကြပြားလေးတစ်ပုတ်ရတယ်ကြပြားလေးတစ်ပိုက်မဟုတ်သေးပါဘူးမမဝေးအချိုးတချိုးကျန်းနေသေးတော့ကျွန်တော်ကြပြားကမဆုံးသေးဘူးအဲ့လိုဆိုစောင်းအောင်ဆက်ဆက်အောင်လေအာမမဝေးရေဒီလောက်တော့ကျွန်တော်မစွမ်းသေးပါဘူးပြီးတော့ อืมပြီးတော့ဘာဖြစ်တယ်လဲပြီးတော့ကြပြားဆိုတာကဆက်ရတာလွယ်တယ်ဆုံးရတာခက်တယ်အဆုံးကြမှာကိုယ့်ရင်ထဲရှိတာအကုန်ပြောရတာကိုအင်းလေရင်ထဲရှိတာပြောချလိုက်ပေါ့ပြောချစရာရင်ထဲမှာမရှိသေးတာမမဝေးစင်စစ်တော့ဒီကြပြားကအချစ်တဘောကကျွန်တော်ကိုယ်ပိုင်မှမဟုတ်ဘဲမမဝေးရဲ့အချစ်အဲလေမမဝေးရဲ့အချစ်တဘောကို အရင်ကကျွန်တော်ကအလွမ်းငှားယူသလိုအခုလည်းအချစ်ငှားယူတာဒီတော့အဆုံးသက်ပြောလိုက်စရာ ကျွန်တော်မှာပဲရှိပါမလဲမမဝေစီကဘာမျှအမှတ်ချက်မရပြုံးလဲမပြုံးအယောင်တို့အလဲလဲပြောင်းသည့်မျက်လုံးများနှင့်သာ ကျွန်တော်မျက်လုံးစီစိုက်ကြည့်နေသည်ဒီတချီတော့ကျွန်တော်ကလည်းမျက်လုံးများကိုလွှဲမပြစ်ပါ လွှဲပြစ်၍လည်းမရပါကျွန်တော်ကလည်း မမဝေးမျက်လုံးများကို ပြန်ဆိုင်ကြည့်နေမိသည်မမဝေးမျက်လုံးများတွင်တစုံတရာကို ကျွန်တော်တွေ့ရသည်ထင်သည်ထိုတစုံတရာသည်ဘာမှန်းတော့ကျွန်တော်မသိကျွန်တော်သိသည်ကရင်ဖိုးရခြင်းမှာကျွန်တော်ရင်တွေမဖိုးစဖူးဖိုးရခြင်းမှာမမဝေးကအရင်မျက်လုံးလွှဲသွားပြီးကံရည်ပြင်းစီငေးကြည့်နေသည်ဖွန်ထွားမမို့ရှုလို့စပွဲတင့်တဲသော မဝေးရင်မှာနှိမ်တုံမြင့်လက်လှုပ်ရှားကြွဖို့နေသည်ကိုကကျွန်တော်သတိပြုမိသည်။ကန်စီမှာရေဝမ်းပဲတို့မရှိတော့ပါ။နေကဝင်းသွားပြီဖြစ်သောကြောင့်အယောင်ထွက်စားလာမင်းကြီးသည်ရေပြင်မှာပိုင်းစီတကယ်သို့ပေါ်နေ၏။ထိတ်ဆိတ်သောပဝန်းကျင်၌အုတ်အော်တန်လေးသာတလွင်လွင်ပေါ်ထွက်နေ၏။မမဝေးနှင့်ကျွန်တော်တို့ကနေရာမှထပြန်လာကြသည်။လမ်း၌တွေ့တွေ့တူတူ ကားမပြောမိကြညနေကပွင့်တော့ဗရောက်ပင်အနေရောက်မှကျွန်တော်ကမေးသည်မမဝေอืมဘာဖြစ်လို့စကားမပြောပဲငြိမ့်နေတာလဲတွေးနေလို့လာပြန်ပြီဒီတွေးတာက တွေးရတယ်မောင်လေးလိုင်းတွေးရတယ်မမဝေဘွားမှာတွေးစရာတွေကအများကြီးဘသူဘွားမှာကတော့တွေးစရာတွေအများကြီးမရှိလို့လဲကဲအဖေဒီမှာဆရာကြီးမမဝေပြိုင်မငင်းပါဘူး ဟောဟူမှာနေဝင်သွားလို့ထင်နေတော်တော်မေထွက်ကြည့်နေတယ်လာမြင်မြင်ထိုညကအပြင်ဘက်တွင်လာကထိန်ထိန်သားနေသည်လမ်းဘေးတလျှောက်ကဘရောက်ပင်တွေစီမှဇနံ့တွေသည်လေမှချိုင်းစွာလှိုင်းစွာလွင့်ပါလာနေကမထန်းကိုမပြတ်တမ်းဝတ်ဖြစ်ကျွန်တော်ထိုင်းတော်လဲဒီညသမာရိကျဲပြီးနမိတ်တို့ကောင်းစွာမထင်းအိတ်မပြောသောကြောင့် ညနေကမပြီးခဲ့သေးသောကြပြလေးကိုကျွန်တော်ဆက်ဆက်သည်။အော်ရင်မာပြောစရာပေါ်လာသဖြင့်ကြပြကဆုံးခဲ့ပါ၏။ကိုဘဝပွင့်လာရချေဦးလွား။ဗတော့ကိုပမာခိုင်းနှိုင်းချင်ရဲ့မောင့်တက်လျားတသက်တွင်ဒီတစ်ချက်တစ်ချက်ဒီတယောက်ထဲမဖောက်လွှဲပါတဲ့ခိုင်တစ္စာမေတ္တာနှင့်တကြံပန်း။အော်မစင်ငင်းရင်လား င်မင်းမှာမာလာသုံးသည်တို့ဘဝမှာပရောက်တုံးပေလေဆန်ထုံးအောင်မပြင်းနဲ့တာတပင်တစ်ကြိမ်တင့်မြေကတန်တရားဟိုတစ်ခေတ်မှာမို့ွယ်လွမ်းရတော့မငိုတန်းကိုကပြားလေးကို ကိုချင်တဲ့တော့ကြောင့်ရင်တွင်းမှာပရောက်ပန်းဟု အမည်ပေးလိုက်သည် ထို့နောက်လက်ရည်လှလှဖြင့်ထက်ရည်ပြီးကပြားစာရွက်ကို စာအိတ်တစ်ခုတွင်ထည့်ပိတ်သည် စာအိတ်ပေါ်တွင် နာမည်ကြီးမဂဇင်းတိုက်တစ်ခု၏လိပ်စာကိုအရေးစွန်ရေးလိုက်မိပါသည်။နားဆင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။နောက်လာမယ့်အပိုင်း6ကိုလည်းစောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ။